မြန်မာပြည်ပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်မြို့နယ်ကမှရှိတဲ့ Beautyland Hotel ကအမျိုးသမီးကိုရရဆက်ဆက်တတ်ဖြတ်ခဲ့တဲ့အသက်16နှစ်အရွယ်မောင်ခန့်ကျော်စင်နဲ့ရီးစားဖြစ်သူမအေမွန်အောင်တို့ဟာနိုင်ငံခြားလူသက်ဇလန်းတွေကပုံစံအတိုင်းတပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ6ရက်နေ့မနက်7:20မိနစ်20ခန့်မှာ ။ရန်ကုန်တိုင်းဒေသကြီးဗပေတန်းမြို့နယ်အမှတ်၁၁ရပ်ကွက်မှာရှိတဲ့32လမ်းအပေါ်ဘလောက်က Beautyland Hotel ၅၀လွာအခန်းမှတ်900ပြတင်းပေါက်ရဲ့အပြင်ဘက်မှာအသက်ခံထားရတဲ့အသက်23နှစ်အရွယ်မတ်စုမြတ်ဝင်းရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။ဒေဆုံးသွားတဲ့သူဟာဗကိုးတိုင်းနက်တလင်းမြို့နယ်ကဖြစ်ပြီးတော့ပြည်မှုကျူးလွန်သူများဟာတိုက်ကြတဲ့မြို့နယ်အမှတ်ခွန်အရှိရပ်ကွက်နေအသက်18နှစ်အရွယ်အောင်ခန့်ကျော်စင်နဲ့ သူ့ရဲ့ရီးစားဖြစ်သူဗဟန်းမျိုးနဲ့အရှိရွှေကုန်းနဲ့ရက်ကွက်အောင်ချမ်းသာအိမ်ယာမှာနေတဲ့အသက်၁၈နှစ်အရွယ်မအေမွန်အောင်တို့ဖြစ်တယ်လို့သိရပါတယ်၎င်းတို့နှစ်ဦးစလုံးကိုအော်တိုဘာလ9ရက်နေ့မှာတရက်ထဲဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တရက်ခန့်အောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရာ၎င်းဟာဂိမ်းကိုအလွန်အကျွံကစားခြင်းလူသက်အလောင်းဖြောက်တဲ့နိုင်ငံခြားဇာလန်းတွဲများကိုလည်းအလွန်အကျွံကြိရှိလေရှိတယ်လို့သိရပါတယ် အော်တိုဗလာ9ရက်နေ့မှာလီဒါအမည်ရှိတဲ့ Telegram Channel ကနေတစင်မဆုမြတ်ဝင်းကိုပျော်ပါရန်အတွက်အခချင်းဝင်နဲ့ဆက်သွယ်ခေါ်ယူခဲ့ပြီးတော့ဗဘဲတန်းမြို့နယ်မှာရှိတဲ့32လမ်းအထက်ဘလောက်က Beautyland Hotel အခန်းမှာ9ရက်နေ့မှာပျော်ပါနေတဲ့အချိန်၎င်းကြည့်ရှုဘူးခဲ့တဲ့လူသက်အလောင်းဖြောက်တဲ့နိုင်ငံခြားရုပ်တံဇာတ်လမ်းတွေထဲကဇက်ဆောင်များအတိုင်းမဆုမြတ်ဝင်းကို အသိဆောင်လာတဲ့ Steedar 2ချောင်းနဲ့ရက်ဆက်စွာတပ်ဖြတ်ပြီးတော့ဝမ်းရင်းထဲကကလီဇာများနဲ့ ဘယ်ဘက်ပေါင်အသားတွေကိုလှိဖြက်ထုတ်ယူပြီးတော့အိမ်သားတွေကိုစွန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်၎င်းရဲ့ရီးစားဖြစ်သူမအေမွန်အောင်ကိုအဲ့ဒီဟိုတယ်ကိုခေါ်ပြီးတော့အခန်းထဲမှာပေးချန်နေတဲ့သွေးများကိုတန်ရှင်းပြုလုပ်ခြင်းမဆုမြတ်ဝင်းရဲ့အလောင်းကိုအတူတကွဖျောက်ဖျက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးအလောင်း၄လောင်းနဲ့လက်နက်၆လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် အော်တိုဘားလာ၄ရက်နေညနေ၅နာရီခန့်အချိန်မှာပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမဲစလီဆယ်တော်ကျိုးတထားမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအီခွဲကြာမြင့်ခဲ့ပြီးတော့ဂိတ်စခန်းကိုတိမ့်ပတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ခွေးအလောင်း၄လောင်းလက်နက်၆လံခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ရှိတာကစစ်ခွေး၁၀ကောင်ကျော်ကျော်ပဲရှိတဲ့ဂိတ်ပါ။ ဘန်ကာတွေကနေခံပြစ်လို့တနအိခွဲလောက်ထိကြာသွားတာစိတ်ကူလာတာမရှိဘူး အလောင်းက၄လောင်းပဲတွေ့ခဲ့တယ်။ကျန်တဲ့စစ်ခွေးတွေကတော့လက်နဲ့စွန့်ပြီးတော့ထွက်ပြေးသွားလို့လက်နဲ့၆လက်ရခဲ့တာပါ။ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းပါတယ်။လက်ရှိတော့အဲ့ဒီဂိမ်းမှာစစ်ခွေးတွေပြန်ပြီးနေရာယူထားတယ်လို့မေဘူးခရအမတ်ခွန်တိုင်ရင်ကတာဝန်ရှိသူကိုအောင်ဘကရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကိုမေဘူးခရအမတ်ခွန်တိုင်ရင်မေဘူးခရပကဖနဲ့ပွင့်ဖြူမြို့နယ်ပကဖတို့ကပူးပေါင်းတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့မေဘူးခရအမတ်လေးတိုင်ရင်ကလက်နဲ့ကြီးနဲ့ပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေကထုတ်ပြန်ထားတဲ့လမ်းပိုင်းဆိုင်ရာစီမံစည်းကမ်းများကို လိုက်နာပေးကြရန်နဲ့စစ်ခွေးစစ်ကြောင်းနဲ့တွေ့ပါကဝေးဝေးကနေရှောင်ရှားသွားလာ နေထိုင်ပေးကြပါရန်မင်းမှုခရိုင်မခွန်တိုင်ရင်ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့အာရခတက်တော် AA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်များဟာအချက်ဖတ်စစ်ခွေးတက်ရဲ့စစ်ကူစစ်ကြောင်းများနဲ့ကာကင်းစခန်းကုန်းများကိုအပိသက်တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်မှာလက်ရှိနှစ်ဖက်တိုက်ပွဲများဟာကပ္ပဆာဆက်လေးနဲ့ဇင်ပြုံးရွာလက်နက်ကြီးအထိုင်းစခန်းနဲ့ တမိုင်ကအကွာကိုရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခိုင်လုံတဲ့ရှေ့တန်းသတင်းရင်းမြစ်တစ်ခုကအေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်များကနိုင်ငံခံလေကြောင်းရန်ကာကွယ်ဗျူဟာစခန်းကုန်းကြီးကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးတော့စစ်ကူနဲ့ရိခါတဲလာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေသလိုအနီးပတ်ဝန်းကျင်ကကာကင်းစခန်းတွေကိုလည်းတစ်ခုပြီးတစ်ခုသိမ်းပိုက်လာတာအခုဆိုရင်နှစ်ဖက်တိုက်ပွဲကကပ္ပဆာ၁၄နဲ့ဇင်ပြုံးရွာလက်နက်ကြီးစခန်းရဲ့ ်တမိုင်းအထီကိုနီးကပ်လာပြီလို့သိရပါဗျ။လက်ရှိအကြမ်းဖက်စစ်တပ်က လေကြောင်းပြိတ်ကူစစ်ကြောင်းစစ်ကူများနဲ့တိုက်ခိုက်နေတဲ့ကြားတွေကစခန်းငယ်အများအပြားကိုလက်လွတ်ခဲ့ရသလိုလက်ရှိမှာအမ်ဘရန်ရိုးတောင်ကျော်လမ်းမှာရှိတဲ့နိုင်ရကန်တောင်မှာလေကြောင်းရန်ကာကွယ်ဗျူဟာစခန်းကြီးတစ်ခုသာနောက်ဆုံးကျန်တော့တယ်လို့သိရပါဗျ။အခုကင်းစခန်းတွေအားလုံးကိုအေအေနဲ့ဒေါ်လာပူပေါက်တပ်ဖွဲ့တွေကအပိသက်ချိန်မုံသိမ့်ပိုက်လိုက်ပါပြီ။အဲ့ဒီကာကင်းတွေကနိုင်ရကန်နဲ့ဇင်ပြိုးရွာစခန်းကောက်ပါစာ၁၄တို့ကြားမှာတရှိတာပါ။တဖက်မှာလည်း ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကိုအေအေနဲ့တော်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်ထားတော့စစ်ခွဲစစ်ကြောင်းတွေကနောက်ဆုံးနေရပြီးတော့အခုတိုက်ပွဲကတဖြည်းဖြည်းနဲ့ကပ္ပဆ၁၄အထိကိုကတ်သွားတာလို့ပြောဆိုထားပါတယ်။နိုင်ငံတောင်ပေါ်မှာရှိတဲ့လေကြောင်းရံဘူဟာဂုံးကိုအေအေနဲ့တော်လိုင်းတက်များကဝိုင်းဝန်းပိတ်ဆို့ထားကစစ်ကူတက်လာတဲ့စစ်ခွဲစစ်ကြောင်းများကိုလည်းရိုးတောင်ကြီးအနီးပတ်ဝန်းကျင်နေရာများကနေပြီးတော့စောင့်ကြိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ခွဲတွေဘက်ကအကြအဆုံးများနေတယ်လို့၎င်းကရှင်းပြထားပါတယ်။ အခုကလေချောင်းရံစခန်းကုန်းကြီးတစ်ခုပဲကြံပြီးတော့ပတ်လေအကုန်ကျသွားပါပြီအောက်ကနေတက်လာတဲ့စစ်ကြောင်းတွေကိုရိုးပေါ်ကနေပြီးတော့အတက်မပေးတော့ဘူး ော်လိုင်းတပ်ဖွဲ့တွေကစီးကြိုပြီးတော့နေရခေါင်းကနေစီးပြီးတိုက်နေတာလို့ပြောပြထားပါတယ်။စစ်ကောင်စီဟာနိုင်ဧကန်တောင်လေချောင်းရံဗျူဟာကိုစစ်ကူပို့ရမှာလမ်းဟောင်းနဲ့လမ်းတဲနှစ်ခုစလုံးကိုအသုံးပြုနေတယ်လို့ပြောပြထားပါတယ်။ကောက်ပါစ14ကဆိုရင်လမ်းဟောင်းကိုအသုံးပြုပြီးတော့စစ်ကြောင်းတက်လာတာအဲ့ဒီစစ်ကြောင်းတွေလည်းဖြတ်တောက်တိုက်ခိုက်ခံရတော့နောက်ဆုတ်ပြေးရတာပဲ။လမ်းတဲကနေတက်လာတဲ့စစ်ကြောင်းကိုလည်းဆက်စီကြေးရွာအကျော်မှာအေအေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဖြတ်တောက်တိုက်ခိုက်နေတာလို့ဆက်လက်ပြောပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လက်ရှိထိုးစစ်များဟာရခိုင်ပြည်နယ်အမ်းမြို့ကိုဝင်ရောက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့လက်ရှိမှာ၎င်းတို့ရဲ့စစ်ရေးညီမှန်းချက်ဟာမအောင်မြင်သလို နိုင်ရီကန်လေချောင်းရံဖြူဟာကိုအေအေနဲ့တော်လိုင်းတပ်ဖွဲ့များလက်ထဲကိုမကြရန်အသေးအတန်ကြိုးပမ်းနေတယ်လို့သိရပါဗျ။ထောက်ဖို့စခန်းများသိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ကူမလာနိုင်တဲ့အခြေအနေများနဲ့ရင်ဆိုင်နေရတဲ့စစ်ခွေးတပ်ဟာအားကိုးစရာတစ်ခုတည်းကျန်တော့တဲ့လေချောင်းတစ်ခုတည်းကိုသာမဲပြီးတော့အသုံးပြုနေရပြီး112 Jet Fighter နဲ့18တို့ကိုနေရောညပါအမြဲမပြတ်အသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်နေရတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ဟာ လိုင်ရွာဆက်စီနောင်ရွာဂုတ်ကြီးစတဲ့ကြီးရွာများကို drone အပါဝင်လေးချောင်းကနေတိုက်ခတ်မှုလက်နက်ကြီးများနဲ့ပစ်ခတ်မှုတွေကိုရခိုင်ကားထက်ပစ်ခတ်မှုတွေပုံမလုံဆောင်လာတယ်လို့ဒေသခံပြည်သူများကအတိအပြုပြောကြားထားပါတယ်ဒေသခံတအူးကအခုနှစ်ဖက်တိုက်ပွဲမှာကပ္ပစ14နဲ့ဇင်ပြိုးရွာနားကိုရောက်နေပါပြီလေးချောင်းကလည်းတော်လိုင်းတက်တွေရှိတယ်ထင်ပြီးတော့ဆက်စီရွာနားနဲ့ပတ်ဝန်းကျင်ကိုမကြမကြလာပစ်နေတယ်လို့ပြောဆိုထားပါတယ်စစ်ခွေးတက်နဲ့စစ်ကူများဟာအင်အားအများပြားနဲ့လမ်းတစ်ကားလမ်းမှထပ်ကနေပြီးတော့အချိန်ချင်းထိုးစစ်ဆင်တက်နေတော့လဲ ဆက်စီရွာနားကိုမကျော်နိုင်သေးပဲနောက်ပြန်ဆုတ်ပြေးနေရတယ်လို့ဆိုပါရယ်အရခတက်တော်နဲ့ပူပေါင်းတပ်ဖွဲ့များဟာနိုင်ရီကန်တောင်လေးချောင်းရံကာကွယ်ရေးစခန်းကိုပတ်ဝန်းကျင်မှာရှိတဲ့ကာကင်းများကိုအခုလအတွင်းမှာအပြက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်နောက်ထပ်တက်လာမဲ့စစ်ကူစစ်ကြောင်းများကိုလည်းရိုးတောင်အောက်တောင်ချေရင်းနာထီကိုစီးကြိုတိုက်ခိုက်နေတဲ့အတော့စစ်ခွေးတက်တွေဟာလမ်းတဲ့လမ်းဟောင်းနှစ်လမ်းစလုံးကနေတက်လို့မရောက်နိုင်မဲနဲ့နိုင်ရီကန်တောင်စခန်းကိုစားနိုင်ရိတ်ခါများကိုလေးချောင်းကနေပြီးတော့ပို့ဆောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့ပေါ်မှာကင်းလဲထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုအတင်းဆောင်ကြိုတိုက်ခတ်ရာစစ်ခွေးနဲ့ရဲခုနှစ်ဦးတေဆုံးပြီးတော့လက်နက်နက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၈ရက်နေ့နေ့လယ်၁၂:၄၀မိနစ်ကကဏီမြို့ပေါ်မှာရှိတဲ့မျိုးဆောင်တပ်ကစစ်သားနဲ့ရဲအင်အားအယောက်၂၀ခန့်နဲ့ကင်းလဲထွက်လာတဲ့အချိန် ကရင်မျိုးရက်ကွက်သုံးအယောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကအသင်ဆောင်ချူတိုက်ခတ်ခဲ့ရာစစ်သားနဲ့ရဲ9ဦးသေဆုံးပြီးတော့ MA1 အမျိုးအစားတနက်တလာ MA11 အမျိုးအစားတနက်တလာနဲ့ခရမ်းပစ္စည်းတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲကြာချိန်ကမိနစ်20လောက်ပဲကြာပါတယ်မျိုးရင်းဆိုတော့တက်ကူတွေရောက်လာလို့လက်နဲ့အကုန်မကောက်နိုင်မဲနဲ့ပြန်ဆုတ်ခဲ့ရတာကျွန်တော်တို့ KLG PDF တပ်ဖွဲ့ကတပ်စိတ်တစ်စိတ်ပဲတွားတိုက်ခဲ့တာပါလို့ ကြောင်လုံးကြီး KLG PDF တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တိုင်ရင်ကိုစုပေါင်းဖွဲ့ထားတဲ့9 plus အဖွဲ့ဝင်ဘျူဟာ45 KLG PDF တပ်ဖွဲ့ကလှုပ်ရှားတက်စိတ်တစိတ်ထဲနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ကာကွယ်တပ်တွေတင်ပိုက်ထားတဲ့သခိုင်းတိုင်းကဗန်းမောင်မြို့ကိုစစ်ခွေးတပ်နဲ့ရှမ်းနေတဲ့ SNL တွေက အင်အားတစ်ထောင်လောက်သုံးပြီးတော့တံပြန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ SNA တပ်တွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်နေတိုင်းနေပါတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါရတယ်။မနေ့ကအော်တိုဝါလာ၈ရက်နေ့က ဗန်းမောင်မြို့နဲ့သုံးမိုင်နားအထိကိုရောက်လာတယ်။ရောက်လာတော့သူတို့ဒေသခံတိုင်းရင်းသားတွေဖြစ်တဲ့ကတူးတိုင်းရင်းသားတရားကျော်လောက်မျက်နှာကိုအဝစ်စီးပြီးတော့ SN တွေကခေါ်သွားတယ်လို့ဗန်းမောင်မြို့ကသတင်းအင်းမေကပြောပြထားပါရယ်။ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတယ်။ကတူးတိုင်းရင်းသားတွေဟာဗန်းမောင်မြို့အနောက်ချမ်းကအလေရွာနဲ့စက်တော်ရွာဒေသခံတွေဖြစ်တယ်လို့သိရပါရယ်။ဟုံးမလင်းအခြေစိုက်စစ်ကောင်စီတပ်တွေပါသလို SN ရဲ့တမဟာ6ခွန်နှစ်ကနေပြီးတော့ထုံနှုတ်စစ်သား900လောက်အထိပါပါတယ်။ဗန်းမောင်မြို့ကမဆုတ်ခင် ်မူလအဆန်တွေတက်သားတွေနဲ့ဆိုရင်အင်အားကတော်တော်များတယ်အခုစစ်ကြောင်းထိုးလာတာလဲလူဝင်အားတုံးတာပေါ့ထောင်ကနန်းတော်မရောတော့ဘူးလို့သခိုင်းအထက်ပိုင်းစီရေးသတင်းအင်းမြစ်ကရှင်းပြထားပါတယ်တိုက်ပွဲအခြေအနေတွေကြောင့်မြို့ရဲ့အနီးနားတဝိုက်ကြီးရွာ15ရွာဝင်းကျင်နဲ့မြို့ပေါ်က၄ရက်ကွက်ကပြည်သူတွေဟာဘေးလွရာကိုတိမ်းရှောင်နေရပြီးတော့တချို့ကြီးရွာတွေကအသက်လူပြေးပြီးရှောင်လာရတာကြောင့်စားတောက်စရာအဝတ်အထည်ဆောင်ချင်အောင်များလိုအပ်နေတယ်လို့ဘန်းမောက်ပအဖကမနေ့က၈ရက်နေ့ညပိုင်းမှာအတိပေးထားပါတယ် ဗန်းမောင်မျိုးအနီးမှာဆစ်ဆောင်နေရတဲ့ပြည်သူစုစုပေါင်း2000ဝန်းကျင်ရှိပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဆစ်ဆောင်အရေးကူညီပေးနေသူတို့ကပြောပြထားပါတယ်လက်ရှိစစ်ခွေးတပ်နဲ့ SNA တပ်တွေတံပြန်ထိုးစစ်ဆင်လာတာနဲ့ပတ်သက်ပြီးတော့ဗန်းမောင်မျိုးအခြေစားကာကွယ်တပ်တွေကိုတော့ဆက်သွဲမေးမြန်းနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတာပေါ့မြုံနယ်နဲ့မြိုင်မြုံနယ်မှာရှိတဲ့ကြီးရွာများကိုအကြမ်းဖက်ဆက်တပ်ကဆက်တပ်လေးထီဂျိုင်ရိုကော့ပတာတို့နဲ့ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ၈ရက်နေ့မနက်၁၀နာရီလောက်မှာပေါ့မြုံနယ်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာများကိုနမခခကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးက ၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲတိုက်ခိုက်မှုအတွင်းဘုံတလုံးဟာနေအိမ်ပေါ်ကိုချက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူနှောက်ဦးတိတ်ဆုံးပြီးကလင်းငယ်တအုပ်ထိခိုက်ဒဏ်ရာရှိကအသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရပါတယ်။အလားတူပဲမင်းကမနဲ့ဆယ်နှစ်ခွဲမှလည်းမြန်မြို့နယ်နဲ့ပေါ့မြို့နယ်ကြားမှာရှိတဲ့ကြောက်ခွက်ရွာနဲ့ပန်ရင်းရွာကြားရေနံမော်များကိုပခုတ်ကူတက်မှတရတက်ကနေတက်လာတယ်။အကြမ်းဖက်စစ်ခွေးတက်ရဲ့ စက်တက်လေးတီနစီက၃ချိန်ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါဗျ။၎င်းဘုံကျဲတက်ခိုက်မှုအတွင်းမှာရေနံမြေအလုံသမား၃ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ပြည်သူ၅ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် အော်တိုဘားလ9ရက်နေ့ကလည်းပေါင်းမြုံနယ်ကပ္ပဆာ၂၄ကနေထွက်လာတဲ့အင်အား60လောက်ပါတဲ့စိတ်ခွေးစစ်ကြောင်းဟာပေါင်းမြုံနယ်ဖဲပင် ရေနံမော်ဒေသကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့ရေနံမော်လုံနေတဲ့ပြည်သူ၁၁ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးသွားပြီးတဲ့နောက် မနေ့ကအော်တိုဝါလာ၈ရက်နေ့မှာဖမ်းဆီးထားတဲ့သူတွေကိုပြန်လွတ်ပေးခဲ့တော့လေပြည်သူ၂ဦးကတော့တနက်ဒဏ်ရာနရွက်မှာဓာတ်ဒဏ်ရာတွေအပါအဝင်ထိုးချိတ်ခံရတဲ့ဒဏ်ရာများနဲ့ပြန်လာခဲ့ရတယ်လို့ပြောပါတယ်စစ်ခွေးတွေကလေကြောင်းတိုက်ခိုက်တာတွေကတော့နေတိုင်းလိုလိုလှုပ်ဆောင်နေတာပါပြည်သူတွေကလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီးလေကြောင်းတိုက်ခိုက်တာတွေထပ်လုံမှာကိုစိုးရိမ်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ဟာပြည်သူများကိုပြစ်မှတ်ထားပြီးတော့1 troll 1 a jet fighter, gyrocopter, paramotor, drone အမျိုးမျိုးတို့နဲ့လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးဟောင်းစာများနဲ့ရန်တန်ပစ်ခတ်နေမှုများကြောင့်လေကြောင်းသတိစစ်ရေးအသည့်သတိနဲ့နေထိုင်ကြဖို့တော်လိုင်းအင်အားစုများကတိုက်တွန်းထားပါတယ်ချင်းပြည်နယ်မင်းတပ်မျိုးနယ်အတွင်းမှာကြေးရွာနှင်းရွာကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံပြည်သူများထံကသိရပါတယ်။မနေ့ကအော်တိုဝါလာ၈ရက်နေ့ည9:00နာရီလောက်မှာလေမင်းတပ်မျိုးနယ်ထဲမှာရှိတဲ့ကြေးရွာနှင်းရွာကိုတရဲဦးလေတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာနှစ်စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ